။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။အခုဆက်လက်တင်ဆက်ပေးမယ့်ဇလံလေးကတော့စာရေးသူခွန်ရီသားထားတဲ့ရေခဲနဲ့တာဆွဲမိခင်ကို ချွတ်ချင်းဆွတဲ့ဇလံလေးပဲဖြစ်ပါတယ်။စာရေးသူကိုလည်းထူးခြားစွတ်တင်ပါတယ်ရှင်။မိတ်ဆွေများခစားနာဆင်ပေးကြပါဦးရှင်။ ေခဲနဲ့ထင်ပေါ်လဲတေစာကိုတတိယတဲ့ထိဆောက်ရင်နဲ့ငါးရက်မြောက်တော့နေမှာတေစာတတိယလာတယ်ထင်ပေါ်လဲတေစာကိုဥတေစာဒီရှေတောက်လိုက်ပါဦးဥတရီမင်းနေတာငါးရက်ရှိပြီပြီးရင်စားဖို့အတွက်ဒီမှာငါပြောသည်ခင်ခင်လွှတ်ရောသူပါဖြစ်သွားသေးလဲရှေမတော့ဘယ်နဲ့ခင်လွှတ်ကိုသာမင်းနေတဲ့သူရေခဲရ ူဘာမှမဖြစ်ဘူးခြေရင်တောက်လိုက်ပါတိစတင်ဒုက္ခရောက်မဲ့ဆိုတာကိုသိလို့ကျုပ်လာခဲ့ရတာပဲကျုပ်လာတာနောက်ကျသွားလို့တောင်းပန်ပါတယ်ရှားပါတယ်ခင်လွန်အန်တရမရှိတာကိုပဲဝမ်းသာရမှာပါကျုပ်သက်တည်ရင်တည်ပါစေဘာမှမဖြစ်ဘူးဥတိတ်စာမမခင်လွန်ကိုစိတ်မနာဘူးလားယင်ထင်ပေါ်ရဲ့ရုတ်တရက်ထမိသောစကားကြောင့် ေစားမှာအဝေးစီကိုငင်းမော့ကြည့်ပြီးဦးသူ့ကိုချစ်ခဲ့တာစိတ်နာဖို့မုန်းဖို့မဟုတ်ဘူးလေသူဖြစ်နေလို့ကိုဦးဝချစ်ခဲ့တာထင်ပေါ်လဲတေစားဖြစ်ကို နားမလဲတော့ကြောင်းဘာမှစစ်မမေးတော့ဘူးရေခဲရတေစားကိုတင်ရဲ့မနောတခံကောင်းလို့နေတာကိုအခုလို့ဖြစ်လာမှာကြုံမမြင်ဘူးလားကျော်ဝါသူနဲ့ပတ်သက်လာရင် အုံနှောင်းနဲ့မဆုံးဖြတ်တတ်ဘူးနှလုံးသားနဲ့ပဲဆုံးဖြတ်ခဲ့တာတေစားဖြစ်ကိုရေခဲလဲသဘောပေါက်သွားတယ်ဘာမှစက်မမေတော့ဘူးတရားမှတ်တယ်ထိုစင်မှာထိုနေရာကို လူနှစ်ယောက်ရောက်လာတယ်ထိုလူနှစ်ယောက်မှာတဆဲလောက်ပြတရားမိတ်ဆွေတို့ကရေခဲတေစားနဲ့ထင်ပေါ်တော့ဟုတ်ရဲ့လားဟုတ်ပါတယ်ကြောက်ဝထင်ပေါ်ပါသူကတေစားဟုတ်မှာ တရားမှတ်နေတာဆရာရေခဲ့ပါဟုတ်ကဲ့မှတ်ထားပါမယ်ကျောက်ကငချစ်သူအဖညုပါကျောက်တော်ဝလက်ပန့်ရွာပါထိုစဉ်ရေခဲ့တရားဖြုတ်ပြီးတော့စကားဝိုင်းထဲကိုဝင်လာတယ်တေစာတိတ်ဆိတ်နေမြဲပဲတရားမိတ်ဆွေတို့ကြည့်ရတာကိစ္စတစ်ခုခုကိုပြောရှင်းနေတဲ့ပုံပဲဘာကိစ္စများလဲဆရာလေးကလေးစားထိုက်ပါပေးတယ် ြည်လို့ပါကျုပ်တို့လက်ပန့်ရွာမှာလွန်ခဲ့တဲ့တပတ်လောက်ကရွာထဲမှာမိန်းကလေးတူဆုံးသွားတယ်ရှေးကဲကောင်းကြီးပြတယ်ထွက်ခါထိုလူနှစ်ယောက်ကဆက်လက်ပြီးတော့ပြပြတယ်အဲ့ဒီမိမသေပြီးတော့မကျွတ်ဘူးသူ့တာလီယာငါးနှစ်ရွယ်ပဲရှိသေးတာသူ့တာကိုစိတ်မချလို့မကျွတ်တာဖြစ်မယ်အစားတော့တခြားသူတွေကိုမချောက်လန့်ဘူးအကြောင်းဆုံးတေချာရှင်းပြပါ ဒါမှကျုပ်တို့ကုညီလို့ရမှာပေါ့အာမနာပါနဲ့လက်ပန့်ရွာပကိုးတိုင်းထဲမှာရှိတဲ့ရွှတ်တွေရပဲထိုရွာလေးမှာတောင်သူလုပ်ငန်းနဲ့အသက်မွေးကြတယ်ထိုရွာမှာမုတ်ဆူမတစ်ယောက်ရှိတယ်သူ့မှာငါးနှစ်ရွယ်သားတစ်ယောက်ရှိတယ်မမယာသူ့သားကို အလွန်ချစ်ပြီးလူရှင်တာတွေဆားရှင်တာတွေအကုန်ဝယ်ပြီးချက်ကျွေတယ်တနေ့မှတော့မမယာမူးတဲ့မူးတဲ့អော်ပြီးတော့လဲကျသွားတယ်စိတ်မှုခော့ပြီးတော့စစ်စစ်ကြည့်တော့ အုံနောက်သွေးချောဖြစ်ပြီးတည်ဆုံသွားခဲ့တာလို့တီးဖြုတ်တယ်။မမရရဲ့သားလေးကိုဆွေမျိုးမကင်းသူတွေကခယူမွေးစားထားတယ်။တနေ့မှတော့မမရရဲ့သားလေးမြခောင်းဟာမမေตาနောက်လာခဲ့။ตาမမေကိုတတိယနေပြီ။ချော်အချိန်မှာလူကြီးတွေရောက်လာပြီးတော့မြခောင်းကိုအိမ်ထဲကိုခေါ်သွားပြီးတော့အငုတ်တိတ်အောင်ချော်မော့ကြတယ်။ မငူပါနဲ့တတရဲ့တတလေးအမိကမှုတ်သွားဝဲတာပါခဏနဲ့ရင် ပြန်ရောက်တော့မှာပါတာရဲ့မမေကတတကိုကြည့်ပြီးတော့ငိုနေတယ်မမေတားစိကိုပြန်လာခဲ့ပါဒီလိုနဲ့နေ့စဉ်နေ့တိုင်းမြခေါင်လေးကသူ့မိကိုတွေ့ရတယ်လို့ပြောပြောပြီးတော့ငိုရှုတယ်ဒီနေ့မှတော့ငချင်းနဲ့ဘာညို့တို့တစ်ဖက်ရအသူပါဖဲရှုံပြီးတော့ပြန်လာရလို့ တော့ရပ်ပလင်ကိုဆွဲပြီးတော့ဒီတရိုင်းနဲ့ပြန်ခဲ့တယ်။ရွှေနှရွာကြားကတင်းချိုင်းမှာလူတယောက်ကဟဲ့မိမြနင်းကငါဖမ်းချုပ်ထားပြီ။နင်းဒီတရွာလုံးကလူတွေငါ့ကိုရှုံချီလာအောင်လုပ်ပေးရမယ်။မလုပ်ပေရင်နင်းကိုမိတိုက်ပြီးတော့နင့်သားလေးကိုငါပညာစင်တက်ဖို့အတွက်ငါတက်ရလိမ့်မယ်။ထို့စဉ်မြေပုံချင်းမှာမမြပေါ်လာပြီးတော့ ထုတ်လူချင်းမှာဒူးထောင်းငို့ရတယ်။ဆရာကြီးရဲ့ဆရာကြီးဆွမ်းကို သိပါတယ်။ဆရာကြီးခိုင်းတာကျမလုပ်ပေးပါမယ်။ကျမသားလေးကိုအန်တရမပေးပါနဲ့ရှင်။ကျမတောင်းမှန်ပါတယ်။ဒါဆိုရင်နင်တရလုံကားလူတွေကို၆လန့်ပြီးရွာတော်ရှင်ကိုငါချုပ်ကင်ထားပြီးသား။ဟုတ်ကဲ့ပါဆရာကြီး ကျမသားလေးကိုဘာမှမလုပ်ရင်ကျင့်တတ်ပါပြီ ကျမအားလုံးလုပ်ပေးပါမယ်။မချင်တဲ့ဘန်းညိုတို့တောက်ထားသောတော်ရခက်ပြင်းပြင်းချိန်တွေပြေးသွားတယ်။အသက်မထွက်ရဘူး။ခဏကြတော့ထိုလူလဲပြန်သွားတယ်။မမြလဲပျောက်သွားတယ်။ထိုနေမှစပြီးတော့ရွှေမှာအချောက်လန့်ကျန်းလာတယ်။မချင်တဲ့ဘန်းညိုတို့ပြောထားလို့ထိုလူကိုဘသူမှဆရာဖြစ်ကူညီမတောင်းဘူး။တဖြည်းဖြည်းချောက်လန့်ကပိုကျန်းလာတယ်။ညနေပတ်ရီဆိုအပြင်ကိုမထွက်ရဲ။ ညာဆိုရင်လည်းအပေါ့ပါမသွားရတဲ့အထိကိုဖြစ်လာတယ်။အင်ခါမိုးဖို့ကိုခဲနဲ့အဆက်မပြတ်ပောက်ခရရတော့အိမ်တွေလည်းရှိလာတယ်။ဒီလိုနဲ့ပဲတရွာလုံးကလူတွေနဲ့တန်ပင်ပြီးတော့ဆရာချဖို့စိတ်စဉ်နေ။ဒီလိုနဲ့ငချင်းနှံငညူကိုဆရာချလှုပ်ဖို့သဘောတူလိုက်ချိန်မှာမိန်းကလေးတယောက်ထရင်ဟင်းနဲ့ထားတော်တယ်။မင်းတို့သူ့နိုင်ရှင်ရင် ငါပြောတဲ့နေရာကဆရာ၃ယောက်ကိုတော်ပင်ခဲ့သူတို့ပဲနိုင်မယ်တခြားကောင်းတွေကိုခေါ်လို့ရတော့မင်းတို့ပဲသိဖို့ရှိတယ်ဟုတ်ဟုတ်ကဲ့ပါစိတ်ချပါအခုဝင်ပူတာဘယ်သူလဲငါကွင်းပိုင်းကွာကွင်းပိုင်းမင်းတို့ငါပြောတဲ့စီကိုသွားဆရာတွေကို အမြန်ဆုံးပင်းခဲ့ဆရာတွေကဘယ်နေရာမှာလဲညကြရင်ငါလာပြောမယ်အခုတော့ငါပြန်မယ် အဲ့လိုပြောပြီးဝင်ပူးခရသူမိန်ကလေးခွေလဲကျသွားတယ်။ငချင်းတန်းကညုံလဲထုံညတွင်မှာပဲမှတ်တော်အိမ်မက်တိုင်းဆရာချထွက်ခဲ့ကြတယ်။ဒါဆိုရင်အိမ်မက်ရဆရာချပုံတော်ဖွင့်ခဲ့ကြတာပေါ့။ရှေခရတိလိုဝင်ပြောတော့ထုတ်ရသားနှစ်ဦးခေါင်းညိတ်ပြတယ်။လော်အိတ်ထဲမှာတက်တီများကိုထုတ်ယူပြီးအမှန်ပဲဆရာဒါဆရာတို့ကိုလှူတာပါ။ အလှူဒါနလေးမြောက်သွားအောင်တခါတည်းစားပါနော်။ကောင်းပါပြီဗျာ။ကက်ထင်ပေါ်ရဲ့ဒါမင်းဦးလေးတေစားကိုတော့ပေးလိုက်။ဒါမင်းစား။အလှူပြောပြီးပန်းတီတလုံးကိုတေစားတွက်ပေးတယ်။နောက်တလုံးကို ထင်ပေါ်တွက်ပေးတယ်။တေစားကိုထင်ပေါ်ကဥစားဖို့ပန်းတီပါ။စားလိုက်ပါအောင်ဦး။ပြောပြီးတော့ထင်ပေါ်ပန်းတီတလုံးပေးတယ်။တေစားဘာမပြောဘူး။ပန်းတီကိုယူထားတယ်။ ခြွာသားနှစ်ယောက်ကတေစားကိုငေးကြည့်နေစဉ်ရေခဲ့ရ။ဒါဆိုရင်ခမရတို့ဘလို့လှုပ်ဖို့စဉ်းစားထားလဲ။ကျုပ်တို့ဘာကူညီပေးရမလဲ။အဲ့ဒီတရေမကိုရောဟိုပညာတဲ့ကိုရောနှိမ့်နှင်းပေးစေချင်တဲ့ဆရာတို့ဆရာတို့ကိုလည်းတခါတည်းရွာကိုလက်ခဲစေချင်တယ်။ဟုတ်ပါပြီကျုပ်တို့ညမောင်းတာနဲ့လာခဲ့မယ်အခုတော့ပြန်နေကြ တို့တို့လည်းလိုအပ်တာတွေကို ပြင်ရဆင်ရအောင်မယ်လေဟုတ်ပါပြီဆရာလေးတို့ကျုပ်တို့ရွာပြင်ကနေစောင့်နေပါမယ်အခုတော့ကျုပ်တို့ကိုခွင့်ပြုပါအောင်ကောင်းပါပြီဖြည်းဖြည်းပြင်ကြပါကျုပ်တို့ဆက်ဆက်လာခဲ့မယ်ဆိတ်ချလက်ချနေဒီလိုပြောပြီးတော့ရွာသားနှစ်ဦးလည်းပြန်သွားတယ်ရေခဲလည်းတရားဆက်မှတ်တယ်တေစားကတော့ပန်းသီးပေါ်မှာခင်လွှမ်းဆိုတဲ့နာမည်ကိုအပြည့်ရထားတယ်မိုးပေါ့ဖြစ်တဲ့နဲ့ ပန်းတီမှာအချိန်ပြည့်ဖို့တက်သွားပြီးတော့အဝေးတစ်နေရောင်ရောက်ခဲ့တယ်။ညနေဆောင်မှာတော့ရေခဲတရားမှတ်နေခြင်းမှဖြုတ်ပြီးထင်ပေါ်နဲ့တေဇောက်ခေါ်ပြီးတော့လက်ပတ်ရောက်ထွက်ခဲ့တယ်။တေဇောက်ဒီကိစ္စဘလို့간တွေဖို့စဉ်းစားထားလဲပြောကြည့်စမ်းပါဦး။ထင်ပေါ်ရောပဲ။ကျော်ကတော့အဲ့ဒီအောက်လန်ကောင်ကိုနှိမ်နှင်းမဲ့ဆရာတို့ကတရားမှတ်ကိုခေါ်ပြီးတော့အစီရင်တွေလှုပ်ပေးလိုက်ပေါ့။ အမြတန်လေးပါလင်းလဲဝေပေးရအောင်မှာပဲ။ဥတက်စားပြောသလိုပဲစဉ်းစားမိပါတယ်ဆရာ။ဒါဆိုရင်လဲရွာတဲ့ကိုတူတူဝင်မယ်။ပြီးမှပဲတောင်းဝင်ခွဲကြမယ်။အဲ့လိုပြောပြီးတော့16လာခဲ့တယ်။လက်ပတ်ရွာဝင်ကိုရောက်လာတယ်။ရွာဝင်မှာငချင်းနဲ့ငညူစောင်းနေ။ဆရာတို့ကလာမယ်ဆိုလို့ရွာထဲမှာပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားပြီးသားပါဆရာ ဒါဆိုရင်လည်းအဆင်သင့်တာပေါ့ကြွားတယ်ပဲတခါတည်းသွားကြစို့ဒါနဲ့နတ်ကတော်တယောက်လောက်လိုချင်တယ်ရှိလားမရှိလဲရတယ်နတ်ကတော်ကတော့မရှိဘူးဟိုနေရာကွင်းပိုင်းဝင်ပူတဲ့မိန်းကလေးရှိတယ်သူကလက်ပြလာလို့ဘာပဲဖြစ်ဖြစ်ခဏခဏဝင်ပူးနေတာဒါဆိုရင်အဆင်ပြေပါပြီသူ့ကိုခေါ်တာပေးပါခမရတို့မြင်ရအောင်တသက်ပြပေးလို့လဲရတယ် ုတ်ကဲ့ဆရာရတယ်။ငညိုမင်းမိဝကိုသွားခွန်ခဲ့တရားဆရာလေးတွေခေါ်ခိုင်းတယ်လို့ပြော။ငညိုလည်းငချစ်စကားတိုင်းတခြားလမ်းကို ချိုးသွားတယ်။ငချစ်မရေခဲတို့ကိုအလွန်ကိုကြဲဝင်းသောအိမ်ဝန်းကြီးတဲ့ကိုခေါ်ဆောင်လာခဲ့တယ်။ဆရာလေးတို့အလုပ်လုပ်ရင်တခြားသူတွေလက်ကြည့်ကြမှာဒီနေရာကိုရွေးချယ်လိုက်တာအဆင်ပြေရဲ့လား။လာဗျာပွဲတွေကိုလည်းလူကမဲ့ကအားလုံးပြင်ထားပေးတယ်။ အဆင်ပြေပါတယ်ကြိမဲ့ရွာသူရွာသားတွေကိုခေါ်ထားထင်ပေါ်ကဝိုင်းတောက်တွေမှာလေကွက်အင်ချတာပါအဲ့ဒီတည်ရမဝင်ဘူးတာနဲ့အင်းတွေကိုအသက်သွင်းလိုက်နားလဲလားဟုတ်ကဲ့နားလဲပါတယ်ဆရာအခုပဲလှုပ်ထားလိုက်ပါမယ်တခြားရောဘာတွေလှုပ်ထားပြရအောင်မလဲရပြီထင်ပေါ်ဒီလောက်ဆိုရပြီခြေကဲအဲ့လိုပြောတော့ထင်ပေါ်လဲခောက်ညိပြတယ်လေကွက်အင်းလေးချထုတ်ပြီးတော့ဝိုင်းတောက်တနည်းစီမှာကတ်ထားတယ် ခဏကြတော့ရွာသူရွာသားတချို့ရောက်လာပြီးတော့တိတ်မကြခင်ငညိုနဲ့မိွားဆိုတဲ့မိန်းကလေးပါလာတယ်။ဆရာ၊ "तू ကတော့ကျွန်တော်တို့ပြောတဲ့မိွားပါ။မိွားဒါတို့ကူညီမဲ့ဆရာလေးတွေပါ။ဟုတ်ကဲ့ချင်းဆရာလေးတွေ့ရတာဝမ်းသာပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့လည်းတွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်နမယားထင်ပေါ်ပါ။ဒါကကျွန်တော်ရဲ့ဆရာရှိခဲ့ပါ။ဒါကတော့ကျွန်တော်ရဲ့ဦးလေးတေစားပါ။" အမြဲတမ်းနှုတ်ဆက်နေသောထင်ပေါ်ကရှုတရထမိဆက်တယ်တင်စားတော်အံ့ဩတယ်ဒီနောက်ရှိခဲ့ရကဲဒါဆိုရင်လဲစားလိုက်ကြစို့မညမမေးဝါဒီမထိုင် စိတ်ကိုချော့တာဟောဒီရွာကို၆လှမ်းနေတဲ့သူအခုချက်ချင်းရောက်စီဖះငါးစုအမိတ်အထက်ဆရာကြီးမြတ်အာနာငါရေခဲမိတ်ခြေခဲရမိဝါကိုထိုင်ခိုင်းပြီးရှုတရအမိတ်ပြန်တယ် မိဝါမှာတကူလုံးတုံရင်ရင်ဖြစ်လာတယ်။ဆရာကျမောက်ကဲပါ။ကျမကိုခေါ်နေပြီ။ကဲပါဦးဆရာ။မလာဘူး။မလာဘူး။ထင်ပေါ်စိပိတ်ဖို့ပြင်လိုက်တော့ဒီမှာတင်တတိထားပါ။ကြုတ်ချဲကို ရောက်လာပြီးရင်ဘယ်တော့မှလာမခေါ်စေရဘူး။ခြေကဲအဲ့လိုပြောလိုက်တော့မှဝင်ပူးနေသူမှငြိမ်သွားတယ်။ထင်ပေါ်လဲစိပိတ်ဖို့တေဆောက်ကြည့်တော့ တေစာအပြင်ကိုထွက်သွားပြီတေစာထွက်သွားတာနဲ့ထင်ပေါ်ကအင်းချက်များကိုအသက်သွင်းပြီးတော့စိပိတ်တယ်တေစာတော့ရွာပြင်တင်းချမ်းကိုထွက်လာခဲ့ပြီဟေးထွက်ခဲ့စမ်းဒီရွာသူမမများကိုချုပ်ပြီးတော့ခြောက်လှန့်ခိုင်တဲ့အောက်လန်ကဝေးကောင်ငါအခြေရောက်စီတေစာအဲ့ဒီလိုအမိတ်ပြန်ပြီးတော့ခေါ်တော့ခုပြက်တွေကြားထဲမှာနေ လူတယောက်ထွက်လာတယ်တေစာကိုမှုန်တတဲကြည့်ပြီး ငါကိုခေါ်လို့အထက်လန်းစရာမှတ်တယ်အောက်လန်းကောင်ဖြစ်နေပါလားမင်းတို့ကပြုတ်စာကုစာလုပ်နေကြတာလားဟမ်တိတ်စဟိတ်ကောင်မင်းလို့တရဲကိုဖမ်းချုပ်ပြီးချွာကို၆လန့်ခိုင်းပြီးရင်နှိမ့်နှင်းဟန်ပြမယ်ပြီးရင်ပြုတ်စာကုစာလုပ်မယ်မင်းလုံးနေတာတွေအလုံးအငရဲကိုတွားရမှာတောင်းနားလဲလာအောက်လန်းကောင်အော်အော်မင်းရငါ့ကိုဖုန်ကြီးစာချလာလုပ်နေတယ် ငါ့အကြောင်းသိနေရင်လဲဘာမှပြောမနေနဲ့တော့မင်းဘာဖြစ်ရှင်တာလဲပြောအချိန်ဆွဲမနေနဲ့ငါဖြစ်ရှင်တာပြောရမယ်ဆိုရင်မင်းဒီရွာသူမမကိုရှုတ်ထတာကိုလွတ်ပေးပြီးရင်ဒီနယ်ကထွက်သွားလွယ်မလားကွာလွယ်မလားတာကြီးမိုးမောင်ဒီကောင်ခွဲ့တက်ဆန်ကွာပြောတော့နွားနိုင်တကောင်ပေါ်လာတယ်တေသောအချိန်နဲ့ပြေးခွေတယ် နွားနဲ့ချီမှာတေဇာနာကိုမရောက်ခင်ခွင်းနဲ့ချီတကောင်နွားကြီးကိုဝင်ခဲတယ်တေဇာမှာမဖေဝါရောက်လာပြီပဲတင့်တင်ញိုင်တဲကဝင်းညင်ကိုဖမ်းချောက်ထားတဲ့သူကိုကြောက်ကိုတိုင်းစုံမပြစေတင်မဝင်ပါနဲ့အဲ့လိုပြောတော့အရေးမဲကြီးကခွင်းနဲ့ချီကိုပြန်ခံဝှေ့နေသောနွားနဲ့ချီရဲ့ကြောပြင်ကိုတုံချက်စိမ့်ရိုက်တယ်နွားနဲ့ချီမှာချုံယုံလေးဖြစ်သွားတယ် အောက်လန်ကဝေလဲတွားသားထွက်ပြီတာငါရဲ့အပြင်းဆုံးဆက်တွေခန္ဓာရင်ခံစားအဲ့လိုပြောပြီးတတန်းရောင်ဆက်လုံးတွေနဲ့ဖြစ်တယ်တေစာလဲလက်တစ်ဖက်နဲ့ကာထားပြီးပြန်တွန်းပို့လျာအောက်လန်ကဝေကိုဆက်ကိုမထိုင်နိုင်ပဲနဲ့လဲကြတယ်တွေးအံ့ပြီးတော့စငင်စငင်ဖြစ်နေတယ်တေစာမှာမင်းမအခုလိုခန်းစားရဖို့ကံပါလာတာမင်းဒီတိုင်းနေပြီတော့ မင်းပညာကိုငါသိမ့်လိုက်ပြီအဲ့လိုပြောပြီးသင်ချိန်ထရထွက်ခဲ့တယ်ရှေခဲရလဲမမြောက်တရခုဘယ်ဘွားရောက်နေလဲဘာရောက်လဲသင်သိလားသိပါတယ်ဆရာကျမအလှူဒါနအားနည်းခဲ့ပြီးတားလေးကိုစိတ်မချနိုင်လို့ပါတဲ့အခုဘလို့တွေနေနေရလဲတခြားသူတွေတည်အောင်ပြောခဲ့စမ်း ကျမမနေစရာမရှိပါဘူး။အပင်တွေပေါ်မှာနေဖို့ကြီးလိုက်ရင်အကောင်ကြီးတွေကခြေတောင်းနဲ့လက်ကံပါတယ်။သင်ပါလို့အခုလိုဘဝရောက်နေတာလဲ။ဘာလို့မြန်မကျွလို့နိုင်လဲ။အမြတမ်းပေးဝေးတာကောသင်မရောက်လား။ကျမရှားပါတယ်။တာတို့မခေါ်နိုင်ခဲ့တာပါ။ကျမသားလေးကိုစိတ်မချလို့ပါ။ကျမသားလေးကိုစိတ်ချရရင်ကျင့်တတ်ပါပြီ။သားလေးတွေစိတ်ချခဲ့ခြင်းပါတယ်။ ရက်အတွက်သင်စိတ်မပူနဲ့တင့်တာလေးကိုရွှေဦးကျောင်းကဆရာတော်စီမံအနှံထားမယ်တင်လို့ရကြွရောက်ကိုသွားပါခလေးအတွက်စိတ်ချပါကျမတာလေးကိုစိတ်ချရပါပြီတာလေးကိုနောက်ဆုံးနေနဲ့ပွေဖက်ချင်ပါတယ်ဆရာတော်ခွင့်ပြုပေးပါတာလေးကို ပွေပြစေဆရာတို့ရဲ့ခွင့်ပြုပေးပါဆရာခွင့်ပြုပေးမယ်။ရွာသားတွေကတယောက်မမြကလေးကိုတော့ခေါ်ပေးပါ။ ရှေခရအဲ့လိုခိုင်တော့မကြခင်မှာရွှေသားတူနဲ့ငါးနှစ်ရွယ်ကလေးတူရောက်လာတယ်မမြမှာตาလေးตาလေးရဲ့အမေตาလေးအမေအရန်လွမ်းတာပဲအန်တီမိဝါဘာတွေပြောနာလဲตาမမေမရှိတော့ဘူးလေဆရာတို့ตาလေးကကျမကိုမမြင်ရဘူးကုညီပါ ကျမตาလေးကျမကိုမြင်စေချင်တယ် ျမတောင်းပန်ပါတယ်နော်။ตาလေးကိုကျမကိုတွေးရအောင်လုပ်ပေးပါ။ခြေခဲလည်းမနေတာတော့မမြတာရဲ့မျက်လုံးစုံကိုလှော်ဝါနဲ့တချက်ပေးတယ်။အဲ့တော့မှဟင်မမေမမေသားကိုအကြကြီးပဲထားခဲ့တယ်။မမေသားစီကိုပြန်လာပြီလား။ตาမမေကိုလွှမ်းနေတာ။မမေဘယ်မှမသွားပါဘူးตาရဲ့။ตาနာမှအမြဲတမ်းရှိပါတယ်။ခြေခဲမှာချင်းကြကြခွင့်ပြုမရတော့ကြောင့် မမကိုမိဝခနာကိုမှထုတ်လိုက်တယ်။ကွယ်လွန်သွားပြီဖြစ်သောမမမနှက်ဖြက်မနှက်ခင်မှာကောင်းမှုကုသိုလ်စုစုတို့အားတာတို့လာရောက်ခေါ်ဆိုပါရန်ကြွားသောနှကခဏတာနေရာပေးထားစေရန်ငါရှိခဲ့အမိတ်ခလေးမှာမမကိုအော်ခေါ်ရင်းနဲ့သတိမိသွားတယ်။နောက်နေ့မနှက်မှာတော့ရှိခဲမှဥဆောင်ပြီးရွှေဦးเจ้าမှာဆွန့်ကပ်တရားနာပြီးချိန်မှာ ကွယ်လွန်သွားပြီဖြစ်တော့မမြတာတုလခေါ်စေတင်လို့ရကြွရပုံဘဝကိုကုပြောင်းဖို့တာတုလခေါ်လဲပါရေခဲတိလိုအမိတ်ပြန်တော့မမြလျှောက်လာပြီတရားနာပြီးတော့အမြဝေသောခါမှာတာတုခေါ်ပြီးတော့ပြက်ကွယ်သွားခဲ့တယ်သူ့ရဲ့တာလီကတော့ရွှေဦးကျောင်းမှာသင်ကန်းစီပြီးတရားဓမ္မစပေများကိုသင်ယူလေ့လာပြီးကျောင်းတိုင်းဆရာတော်ရဲ့လက်ထောက်ဆရာတော်ဥတုခိတ်မာတာဖြစ်နေရောက်ရှိခဲ့လေတယ် တေစာတော့ခြေခဲတိုးနဲ့လန်ခွဲပြီး အမတ်တရများထင်ကြနေဆက်ဖြစ်တဲ့ပင်တရကို ပြန်လည်ထွက်ခွာသွားခဲ့လေတော့တယ်ဆင်ပေးခဲ့ကြတဲ့မိဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။မောင်ရေခဲနဲ့တာဆွဲမိခင်ကို ချွတ်ချင်းဆွတဲ့ဇလန်လေးရတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်ဆက်လက်သတင်းတွေကိုလည်းမိတ်ဆွေများဆက်လက်ဆောင်မြောက်အားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။